မြန်မာဘင်္ဂလားဒေ့ရှ်နေဇာရခိုင်ပြည်မောင်တော်မြို့နယ်နောက်ပိုင်းမှာမွတ်စလင်ကျမ်းဖက်လက်နက်ကိုင်ဖွဲ့တွေဖြစ်တဲ့ ASA, RSO, ARE တို့ဟာအခုရပိုင်းအရဲသားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေပူပြီးလှုပ်ဆောင်လာနေပါတယ်။အဲ့ဒီမွတ်စလင်ကျမ်းဖက်လက်နက်ကိုင်ဖွဲ့တွေကတပ်ဖြတ်တဲ့အရဲသားအလောင်း၆လုံးကိုမောင်တော်မြို့နယ်အထက်အင်ချောင်ကျေးရွာနာမှာတွေ့ရှိခဲ့တယ်လို့အောက်တိုဘာ၁ရက်နေ့က ARKA တော်အေကထုတ်ပြန်ထားပါတယ်။ အလောင်းတွေဟာအရေးပြောသွားပြီးအယုတွေသာကြန့်ရှိတော့တဲ့အတွက်ဘီသူဘေဝါဆိုတာအတိအကျမသိရတော့ပေမဲ့ဒါဟာပျောက်ဆုံးနေတဲ့တမန်သားနဲ့ဒုံညိုယောကယောသားတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်အဲ့ဒီမွတ်စလင်ဂျမ်ဖက်လက်နက်ကိုင်ဖွဲ့တွေဟာမောင်တော်မြို့နယ်မြောက်ပိုင်းမှာလမ်းတော်လမ်းလာလုပ်တဲ့အရဲသားတွေကိုတပ်ဖြတ်တာခြုံကိုပစ်ခတ်တာအမေးလူလူလှုပ်ဆောင်နေတာပါအခုရပိုင်းအတွင်းပျောက်ဆုံးနေတဲ့အရဲသားဆေးဦးရှိတယ်လို့သိရပါတယ်အခုလိုဂျမ်ဖက်မှုတွေလှုပ်ဆောင်နေတဲ့မွတ်စလင်လက်နက်ကိုင်ဖွဲ့တွေကိုမွတ်စလင်တွေအနေနဲ့ ်ထောက်မခံကြဖို့ကိုမောင်တော်မြင့်နေဒူးမြင့်နေအုပ်ချုပ်ရေးမှူးမွတ်စလင်ဦးမောင်မောင်အေးကပြောပါတယ်ထွေးတဲ့နေရာမှာအရက်သောက်ကိုတိုက်တယ်လက်နဲ့နဲ့တက်ပြီးတော့တုံးသေးကိုဝင်သွားတယ်ကားနဲ့ကုံတန်ကားနဲ့သွားတယ်အရက်သားတွေကိုတိုက်တပတ်သက်တယ်ခနဲ့ရှောင်ဖို့သွားတဲ့လူတွေကိုပတ်သက်တယ်အဲ့ဒါမျိုးတွေလောက်တယ်သူတို့ကအဲ့ဒါကြောင့်မလို့သူတို့ကိုဘလို့ပြောရှင်လဲဆိုတော့အဲ့ဒါမျိုးမလောက်တော့တော့တကပါလုံးကိုပါကျွန်တော်ပြောရှင်တယ်တကပါမှာရှိတဲ့မွတ်စလင်ကျွန်တော်တို့အဲအရကနိုင်ငံတော့ တိုက်ကထွက်ပြထွက်ပြေးသွားတဲ့မွတ်စလင်ရဲ့အလုံးလုံးသွားတဲ့မွတ်စလင်ရဲ့အခွန်ကိုကျွန်တော်ပြောရှင်းတာသူတို့လိုသူတို့တခုလေးလုံးမပြီးနိုင်တဲ့အဖွဲ့အစည်းတွေကိုအားမပြီးဖို့အတွက်ကျွန်တော်အနေနဲ့ကြိုးလိုပါတယ်အဲ့ဒီအာစာ RSO ARA စတဲ့အချက်ဖက်လက်နက်ကိုင်အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ချမ်းမှာအခြေစိုက်စခန်းတွေချပြီးဘင်္ဂလားဒေ့ရှ်နေချောင်းတဲ့ BGB ကအစွမ်းရောက်စစ်တေကျော်ဝါရကိုအားပေးတဲ့အရာရှိတချို့ ပူပေါင်းပါဝင်နေတယ်လို့အာရခတက်တော်အေကစက်တင်ဘာ28ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါ့အပြင်အာရခတက်တော်အေတက်စခန်းကိုလည်းဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပြီးနေရာ6ခုမှာထိတွေ့တိုက်ခိုက်မှု12ကြိမ်အထက်ရှိခဲ့တယ်လို့လည်းဆိုပါတယ်။အစာဖွေဟာပြည်ထောင်စစ်ချောက်ကစလို့ရခိုင်ပြည်တွင်းမှာစတင်လှုပ်ရှားခဲ့တာပါအဲ့ဒီတုန်းကတော့အခုလောက်ထိလက်နေအင်အားလူဝင်အားတွေမရှိသလိုအကြမ်းဖက်လုပ်တာတွေပြန်ပေးဆွေးတာတွေလူကုန်ကူးတာနဲ့မူရီစေဝါမှန်ခုခိုင်းတခုဖြစ်တာရှိခဲ့တာပါ ဘူးတီရောင်နဲ့မောင်တော်မျိုးတွေကိုအာရခတက်တော် အေကမြို့သိမ်းတိုက်ပွဲတွေလှုပ်ဆောင်လာချိန်မှာတော့စစ်ချုံးနေတဲ့စစ်ကောင်စီတပ်ဟာသူတို့စခန်းတွေကိုခုခံဖို့အတွက်အဲ့ဒီအာဆာတို့ကိုလူဝင်အားဖြစ်ခိုင်းပြီးလက်နက်တွေလည်းတက်ဆင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်သူတို့တွေဟာအကြမ်းဖက်ဂိုင်းကနေမွတ်စလင်တွေအတွက်လက်နက်ကင်တော်လင်ရေးအဖွဲ့လိုအသွင်ဆောင်စေယုံပြီးအင်အားဟာလည်းတစအစကြီးထွားလာခဲ့တာဖြစ်ပါတယ်။အရင်တုန်းကတော့အာစာအဖွဲ့ဟာခိုင်ပြင်းမှာရှိတဲ့မွတ်စလင်တွေအတွက်အလုတ်လုတ်နေတယ်လို့ထင်ခဲ့ပေမဲ့ ူတို့ရဲ့လုပ်ရက်တွေကိုကြည့်ရင်ကိုဂျိုးစီဘောအတွက်လှုပ်ဆောင်နေတာပဲလို့မောင်တော်မျိုးကဂျူရီလူကြီးဖြစ်တဲ့ဘာဆေးကပြောပါတယ်လွန်ဟာရနတောင်စီကနိုင်လောက်မှာအင်းအာဆာဆူဆာယာအဖွေဒီကျွန်တော်တို့ဤဒေသမှာနတောင်စီကောက်စီကနေကပေါ့မွန်တော်ပူဒီရောမောင်ဝါလို့သူတို့လိုချင်ခပ်ပါလူပေါင်းရာနေစီဘီကသူတို့တပ်ခါစတဲ့ဟိမှာရေကရအခန့်ပါပူဒီလို့အာဆာရောကြက်ကေလိုကစားဒီ ကျွန်တော်တို့မှာအရာဟောက်ကဆိုတဲ့တမျိုးခံစားရပါတော့အော်သူတို့ကြက်ကထိုင်ပြတော်လုံးနေခဲ့လာမသိစုပြီးကြီးခံစားနောက်ဆုံးမှာကြက်ကသူတို့လူကိုလူကုန်းလူကုန်းလူကုန်းတိကိုလိုက်လို့ခါရခဲ့တဲ့နေခဲ့တဲ့ပရမ်ဘက်ဆွေးခဲ့တဲ့ဆိုခါယူခရမုစာတဖရဖိကြဆန်းလာခဲ့နောက်ဆုံးခါအဲနာထောက်စကနေမှာအလုံးအလုံးစုံထွက်ပြရဒီရဲ့ကကျွန်တော်တို့ကတမျိုးထန်ခတဲ့အော်ဒီသူတို့ကြက်ကလုံးခဲ့လာမသိစုနောက်ခါယူခရမုတိကြကြပါလိုက်လို့နှစ်ထောင်နှစ်စလေးမှာသူတို့ရအာစာတိကစိတ်ကုန်ချင်နေပုံပုံလို့ပြီးကြီး အဲအဲစိတ်ကုန်ကြသူတို့လာနာတက်ဆံပြီးစတိအဲသူတို့ ਨੇ အဲတန်တဲ့တက်ကဲစတိအစီဝီလုံးကဲစတိယခခေခါဖာမကျွန်တော်ဒီလခါစအဲသူတို့ဆက်ကျွန်တော်တို့ညို့ကိုစားပူစားမောသူတို့အကျိုးစီးပွားတကူတွေကိုကိုစားပူပြီးကသူတို့ကြက်ကအဲအဲလာလုံးလုံးကဲစကျွန်တော်တို့ညို့ကိုစားပူလို့မောသူတို့ကိုအဲဒါကောင်းကျိုးလေးတို့လို့ကိုပွေးစီမဟုတ်လို့ကျွန်တော်နိုင်နေညို့ဖြစ်အလားတူပဲမွ슬င်ရေးရကောင်းစီဥက္ကဋ္ဌဥခေအောင်ကလည်းအဲ့ဒီမွ슬င်အကြံဖက်လက်နဲ့ကိုင်အဖွဲ့တွေကိုလက်မခံဘူးလို့ပြောပါတယ် တော်တော်ကြာတော့ပထမတည်းလက်မခံဘူးအခုလက်ကတော့အာစာဆိုတော့ကျွန်တော်လက်မခံဘူးမောင်တော်ဘုဒ္ဓံသားတဲ့လက်ခံတာမဟုတ်ဘူးအာစာဆိုပြီးတော့နေနေရှင်းလက်နေဆိုပြီးတော့2000ခန်းနိုင်မှာ2000မှာအခုထွက်ပုံပြသွားပြီဒုက္ခပေးတာပဲရှိအကျိုးရှိတယ်သူကစီးပွားလုံးနေတာပဲဒါကျွန်တော်ကျွန်တော်မြင်လက်ဆီစီးပွားလုံးတာပဲကျွန်တော်မြင်လက်ရှိမှာတော့အာခတက်တော်ကြီးကလည်းအဲဒီမွတ်စလင်ကျန်ဖက်လက်နက်ကိုင်အဖွဲ့တွေကိုလိုက်လံချင်းလင်းနေတာတွေရှိပါတယ် မောင်နှမမြောက်ပိုင်းကဒေသခံတွေကတော့အာစာဖွေရဲ့စိတ်ဝင်လာမှုကြောင့်တော်ရည်လာရေးကအစဆိုရင်ကြောင်းလန့်နေကြပါတယ်ခင်ဗျာ